ဲ့တော့ Wikipedia ကိုဟိုသုံးမယ်ဆိုရင် Wikipedia ရဲ့အကျိုးကျေးဇူးတွေကဘာတွေရှိလဲဆိုရင်နှစ်ခုခွဲပြောလို့ရတယ်ဘာလို့ပထမတစ်ခုက အဲဒီဝီကီပီဒီယာဝင်ဖတ်တဲ့အကြောင်းရယ်နောက်တစ်ခါဝီကီပီဒီယာကိုဝင်ပြီးတော့ပေါင်ဝင်ပန့်ပိုးတာပေါ့နော်ဝင်ပြီးတော့ကိုယ်တိုင်ဝင်ရေးတဲ့အကြောင်းဟာနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးရယ်ဆိုပြီးကျွန်တော်တို့နှစ်ခုပြောလို့ရတယ်ပေါ့နော်အဲ့တော့ပထမတစ်ခုကတော့ဖတ်ရှုခြင်းရဲ့အကျိုးကျေးဇူးပေါ့နော်ဖတ်ရှုခြင်းရဲ့အကျိုးကျေးဇူးဆိုပြောရတာတာမန်အသုံးစွဲတဲ့သူတွေဒါမှမဟုတ်ရှင်လည်းသူ့တင်ပြပြောလို့တဲ့သူတွေတော့ဒါကတကယ်ကိုအသုံးဝင်တဲ့ခရီးယာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့သူစီမှာဆိုချင်သတင်းချက်လက်တွေအခမဲ့သတင်းချက်လက်တွေအများကြီးရနိုင်ပါတော့အဲ့တော့ internet ရှိုံနဲ့ဒီ wikipedia website ထဲဝင်ပြီးတော့အချိန်မီရွေးနေရမရွေးအဲဘုဒ္ဓတာမျိုးမျိုးကို ူကရှာဖွေဖတ်ရှုလို့ရတယ်ပေါ့နော်အဲ့တော့ကင်ညာရင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒါကအရန်ကိုအရေးပါတယ်အာသာချက်တစ်ခုဖြစ်တယ်ပေါ့နော် ပြီးတော့ရှင်သူထဲမှာဆိုရင်အကြောင်းအရာမျိုးစုံရှိတယ်ဘောနောသိပ္ပံနဲ့ပတ်သက်တဲ့အကြောင်းအရာကိုရှာဖတ်ခြင်းသလားတမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာဖတ်မလားယဉ်ကျေးမှုလူပညာနဲ့ပတ်သက်တဲ့အကြောင်းအရာဖတ်မလားအဲဒီပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖတ်မလားဘောနောပြီးတော့လို့ရှင်လူပုဂ္ဂိုလ်တွေရဲ့ဒီအာ biography ဘောနောအထုပ်ပတ်တီတွေဖတ်ခြင်းလားဝီကီပီးဒီးယားမှာရှာပြီးတော့ဖတ်လို့ရနိုင်တယ်ဘောနောခေါင်းစဉ်ပေါင်းများစွာရှိတဲ့နေရာတရားကိုတနည်းအားဖြင့်မှာပဲစုစုစီဖတ်ရှုလို့ရတယ်အဲအကျိုးကျေးဇူးရှိတယ်ဘောနောပြီးတော့လို့ရှင်ဘာသာစကားမျိုးစုံနေရာရှိနိုင်တယ်ဘောနောအဲ့တော့မိခင်ဘာသာစကားနဲ့ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ဒီအချက်လက်တွေကိုရှာဖွေဖတ်ရှုလို့ရတာ ဆိုတာကအရန်ကိုအားသာတယ်အချက်တခုဖြစ်တယ်ပေါ့နော်အဲ့တော့ Wikipedia မှာခုနပြောလို့ပဲကျွန်တော်ဘာသာစကားပေါင်း300ကျွန်တော်လည်းဖတ်ရှုလို့ရနေပြီဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပြီးသွားလို့ရှိရင်တော့သူတည်တနာပြုလို့ပို့တော့ research တွေပါလုပ်ဖို့ဆိုရှင်တာ Wikipedia နေစပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အเจ้าအားတခုလာစပြီးလေးလာတဲ့အချိန်မှာဆိုရှင်ဒီဒီအเจ้าရားတွေမှာပါဝင်နေတဲ့သူရဲ့ဆက်ဆက်အเจ้าရားတွေသိရှိဖို့ဒါမှမဟုတ်လို့ရှိရင်လည်းစောင်းမားတွေမှာသူက ဖော်ပြချက်တခုပါတယ်ဗောနအဲ့ဖော်ပြချက်ကိုဘယ်အနေပြီးတော့ကူကားထားပါလေဆိုရဲရင်းမြစ်တွေရှိတယ်ဗောနအဲ့တော့အဲ့ကူကားထားတဲ့ရင်းမြစ်တွေကိုပြန်လိုက်ဖတ်ခြင်းအားဖြင့်ねဒီမူရင်းအဲအချက်လက်တွေကိုကိုကဆက်လက်ရှာဖွေပြီးတော့ဖတ်ရှုနိုင်တယ်ဗောနအဲ့တော့ပြီးသွားလို့ရှိရင်တော့နောက်ဆုံးရသတင်းအချက်လက်တွေကို update ဖြစ်နေတယ်ဗောနအဲ့တော့ဒီ Wikipedia ကိုဘာဘာတဝမ်းမှာရှိနေတယ်စေတနာဝန်ထမ်းတွေအများကြီးအဟိုအစင်ဆက်မပြတ် ်ပါဝင်ပံ့ပိုးပေးနေတဲ့အတွက်အဲလက်ရှိမှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဗောနောနောက်ဆုံးရအချက်လက်တွေဒီကိုသူစီမှာရှာပြီးတော့ဖတ်ရှုနိုင်ပါတယ်ဗောနောဒါကတော့ဝီကီပီဒီယာအသုံးပြုခြင်းနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေဗောနော ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ Wikipedia မှာပါဝင်ပတ်ဖို့ဆီအပြင်ကိုယ့်အတွက်ဒီရေးတဲ့သူတွေအတွက်ဘာတွေများကြိုးကျေးသူရှိမလဲပေါ့နော်အဲ့တော့ကြိုးကျေးစမှာတော့ကိုယ့်စမှာရှိနေတဲ့ကိုယ့်ရဲ့ဘုသူတာကိုဖြန့်ဝေတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဘုသူတာဖြန့်ဝေတာကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုကျွမ်းကျင်တဲ့အကြောင်းအရာတွေကိုတခြားလူတွေသိသွားအောင်ပို့ဒီနဲ့ပြန်ပြန်ပြီးတော့ဖြန့်ဝေပေးနိုင်တယ်ပေါ့နော်အဲအထူးသဖြင့်ကိုယ့်ရဲ့ဘာသာစကားနဲ့ရှိတဲ့ Wikipedia ဘာသာစကားရှိတယ်ဆိုရင်ကိုယ့်ရဲ့ဘာသာစကားနဲ့ဒီဘာသာစကားကိုတက်ကြွနေတဲ့သူတွေအတွက်ပို့ပြီးတော့အချက်လက်ပြည့်စုံလာအောင်ဟုတ် ကိုကကိုညီပေးနိုင်တယ်ပေါ့နော်ဆိုတော့ဘာသာစကားတစ်ခုအတွက်ဆိုလို့ရှိရင်ဒါကြီးမားတဲ့အထောက်ကူပြုတဲ့အချက်လက်တစ်ခုအနေနဲ့ရရှိသွားနိုင်တယ်ပေါ့နော်အဲ့တော့အခုဆိုကြရင်ဒီ current ဘာသာစကားအတွက်ဆိုရှင် current ဘာသာစကားနဲ့ရှိနေမဲ့အချက်လက်ဗန်တိုင်းကြီးတစ်ခုအနေနဲ့ရရှိသွားမယ်ပေါ့နော်ဒီ Wikipedia ကြီးဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်အဲ့တော့အဲဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဆက်လက်ဖွံ့ဖြိုးနိုင်တဲ့အချက်လက်တွေဟိုလမ်းကြောင်းပွင့်သွားရဲဆိုတဲ့ပုံမျိုးဖြစ်သွားတာပေါ့နော် ပြီးတော့ဆိုရင်ရေးတဲ့သူဒီနဲ့ကိုယ့်ရဲ့အဲစွမ်းရည်ပေါ့ scale ကြီးလည်းပို့ပြီးတော့တက်လာမယ်ပေါ့နော်အမှဆိုရင်ဒီအချက်လက်တစ်ခုခုထည့်ဖို့ဆိုလို့ရှိရင်ဒီချက်လက်ကမှန်ကန်ရဲ့လားဘယ်သူကဒီချက်လက်ကိုဒီလိုမျိုးမှန်ကန်တယ်ဆိုတာပြောထားတယ်ဆိုတော့ဆိုတော့ကိုယ့်အနေနဲ့ဒီယုံကြည်စိတ်ချရတဲ့ရင်းမြစ်တွေကိုရှာဖွေတာပြီးလို့ရှိရင်အကဲဖြတ်တာစတဲ့ဒီလိုဟာမျိုးတွေလုပ်ချင်အပြင်ပေါ့နော်ကိုယ့်ရဲ့ research လုပ်နိုင်တဲ့ scale လည်းတိုးတက်လာနိုင်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်စာရေးတဲ့နေရာမှာတိပြတဲ့နေရာမှာဆိုရှင်ပို့ပြီးတော့ဒီဆွဲသုံးညမ်းဆန်ဆန်ကိုပြီးတော့ကိုကရေးတက်လာနိုင်မယ်ပြီးတော့လို့ရှိရင်စက်လုံးအောင်အမားတွေတို့တံတားနဲ့ပတ်သက်ပြီးတော့မှ မှန်ကန်ကန်ကိုယ်အနေနဲ့ပို့ပြီးတော့ဟိုရေးလက်ရေးတတ်လာနိုင်မယ်ပေါ့နော်ပြီးသွားရှင်နောက်တစ်ခုကတော့ ဝေပြန်ဝေပြန်ပိုင်းခြားနိုင်တဲ့စိတ်ပေါ့နော်ရှေ့မှာပြောခဲ့လို့ပဲအချက်လက်တစ်ခုကိုဆိုရှင်ဘတ်ပေါင်းစုံကနေပြီးတော့ကြည့်ပြီးတော့ဘတ်မလိုက်တဲ့အမြင်နဲ့ကြည့်ရတယ်ပေါ့နော်အဲ့တော့ neutral point of view ကနေကြည့်ပြီးတော့ရေးတာဖြစ်တဲ့အတွက်ကိုယ်အနေနဲ့ဒီချင်းကပ်သုံးသပ်တတ်တဲ့စွမ်းရည်တွေလည်းတိုးတက်လာနိုင်တယ်ပေါ့နော်ပြီးတော့ရှင်နောက်ထပ်တစ်ခုကတော့ digital နည်းပညာစွမ်းရည်ပေါ့နော်အဲ့တော့ဒီ wiki မှာသုံးနေတဲ့ဒီ wiki markup လိုမျိုး language တစ်ခုကိုကိုသုံးနိုင်သုံးတက်သွားတာဖြစ်တဲ့အတွက် online platform တွေမှာတခြားသောအချက်လက်တွေစီမံခန့်ခွဲတဲ့နေရာမှာဟိုကိုယ်အနေနဲ့ဘယ်လိုမျိုးလုပ်လို့ရရဲဆိုတော့ဟိုလက်တွေ့ကြကြ အချက်လက်တွေလည်းသင်ယူခွင့်ရနိုင်မယ်ပေါ့နော်ရေးသားရအဖြစ်ပြီးတော့နောက်ထပ်ရှည်သေးတဲ့အချက်လေးကကျွန်တော်တို့ဒီ Wikipedia ဆိုတာကရှေ့မှာပြောခဲ့သလိုပဲ Wikimedia Foundation အောက်ကနေပြီးတော့တစ်ကမ္ဘာလုံးမှာရှိနေတဲ့အဖွဲ့အစည်းအနေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်ခွင့်ရတယ်ပေါ့နော်အဲ့တော့အဲတကမ္ဘာလုံးမှာရှိနေတဲ့ဒီအသိပညာမြင့်လို့တဲ့လူတွေစိတ်တူကိုယ်တူလူတွေနဲ့ချိတ်ဆက်နိုင်တဲ့ကမ္ဘာအကြီးဆုံးအသိပညာဖြန့်ဝေရေး project ဒီမှာကိုကပါဝင်ပံ့ပိုးပေးနိုင်တဲ့အခွင့်အလမ်းလည်းရရှိမယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့ဒီ Wikipedia နဲ့ပတ်သက်တဲ့ Wikimedia Foundation အောက်မှာဆိုလို့ရှိရင်ဟိုမှာ regional ပေါ့နော် regional ဆိုတဲ့နေရာမှာကျွန်တော်မှာထားပါတော့အရှိတောင်အာရှဒါမှမဟုတ်ရှင်လဲ အာရှဒါပြီးတော့လည်းကျေကဘာလုံးဆိုင်ရာ conference ရှိတယ်ဗောနော conference တွေစီဝေးပွဲတွေတွေ့ဆုံပွဲတွေဗောဒါမျိုးတွေပုံမှန်လုပ်နေရှိတယ်ဗောနော်ဆိုတော့အဲ့တွေ့ဆုံပွဲတွေမှာဒီ wikipedia မှာပါဝင်ပံ့ပိုးပေးထားတဲ့သူတွေနဲ့တက်ရောက်နိုင်ခွင့်တွေလည်းရရှိနိုင်တယ်ဗောနော်ပြီးတော့လို့ရှိရင်တော့အဖိုးရန်စာကြည့်လိုက်တွေတို့စာအစတန်တွေကိုဖတ်ရှုလေ့လာနိုင်တဲ့အခွင့်အရေးရှိတယ်ဗောနော်အဲ့တော့ wikipedia မှာအဲဒီတိဖြတ်တဲ့သူတယောက်အနေနဲ့ဟိုမှာတိဖြတ်ချင်ရင်ညာလာပြီဆိုရှင်ဒီ wikipedia library လို့ခေါ်တဲ့ဒီအချက်လက်ဗောဘန်တိုင်းကိုသူ့အနေနဲ့ ရောဖတ်ရှုခွင့်ကိုကျွန်တော်ရရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအပိုးတန်စာကြည့်လိုက်တဲ့မှာဆိုရှင်ဒီကတစ်ပါလုံးမှရှိနေတဲ့အဲတရင်စာတွေမှာထားပါတော့1600ကျော်လောက်ကတရင်စာတွေစုထိထားတဲ့ဗန်တိုက်တွေကျွန်တော်ကြည့်လို့ရမယ်စေပညာနဲ့တိုင်တဲ့ဒီပုံမှန်အားဖြင့်ဆိုရှင်ကျွန်တော်ပတ်စံပေးပြီးတော့ဖတ်ရှုလို့ရတဲ့စာရစာတန်းတွေကြားနေလို့ဒီ Wikipedia ရေးခြင်းအားဖြင့်အခမ်းအနဖတ်ရှုနိုင်မယ်အခွင့်အလမ်းတွေရရှိတယ်ပေါ့နော်ပြီးတော့ဆိုရှင်ကျွန်တော်နောက်ဆုံးတစ်ချက်ကတော့ကို ကိုကိုကိုပြောတယ်ပေါ့နော်။အမစိတ်ကျဉ်းတတ်မှုရတယ်ပေါ့နော်။ကိုစိတ်ဝင်စားတဲ့အချက်လက်တွေရေးသားပံ့ပိုးခြင်းအပြင်လူတွေအချိုးရှိစေတယ်ဆိုတဲ့အချက်ကကိုကိုကိုပို့ပြီးတော့ဘယ်လိုပြောလဲစိတ်ကျဉ်းတတ်မှုရစေတဲ့အချက်တခုဖြစ်စေတယ်ပေါ့နော်။ဒါကတော့ပါဝင်ပံ့ပိုးခြင်းအပြင်နေရနိုင်တဲ့အချိုးကျေးဇူးတွေပေါ့နော်။